2025ခုနှစ်အောက်တိုဘာလ28ရက်အင်္ဂါနေ့မနက်စောစောနှုတ်ခွရညီဖျားခင်တာတက်လာတဲ့ကျွန်တော်တင်ပြခံစားပြီးတိတာကလာတွန်လာခြင်းလဲမဲ့ခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖျက်ရှင်နာမပုံကြီးပါစီတော့ကလချီုံရှိဥစွာရွေးနော်မဆိုရင်နှစ်စာနေပါဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီအသက်ရှင်ခဲ့ရပ်ပေါင်းက300နဲ့တရက်ရှိခဲ့ပြီဖြစ်ပါတယ်ကလုံးကလေး300တရက်ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စစစင်ကျင်နှုံးတွင်ကြရအောင် ကျန်ရှိသေးတာတော့မနက်ဖြန်နေစတော့နှစ်ကုန်ထိ64ရက်ပဲကျန်ပါတော့တယ်။ဘာလို့လို့နဲ့64ရက်ပဲကျန်တော့တယ်။ကျန်ရှိတဲ့64ရက်ကလည်းကာလချောင်းကောင်းစွာရွေးနှုတ်ပြီးတွာလာခြင်းလည်းပို့လို့ပါရှေးဥစွာတိုက်တွန်းနှိုးဆော်ပြစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ရှင်လူကာခရစ်ခန်းကြီး24အပိုက်ငယ်6ကနေ8အရင်မှာ ပြောတဲ့အချက်လေးရွေးချယ်မှာဖြစ်ပါတယ်ရွေးချယ်ပတ်ကြံဖြစ်ပါပြည်တော်မှာအပိုင်ငယ်စတိကိုဖတ်မှာဖြစ်ပါတယ်လောဝကရိုင်မှာအသေးသက်ချင်းကိုခံရမည်တောရင်မြောက်တော်နေ၌ထမြောက်လိမ့်မည်ဟုထမြောက်လိမ့်မည်ဟုဂါလိလဲပြည်၌ရှိတော်မူစဉ်တင်တော်အားမိတော်မူသောစကားကို အောက်မိကြဦးဆိုကြသည်ရှိတော်ထိုမိမတို့သည် စကားတော်ကိုတည်ရာ၍ တို့၏စကားကိုဒန်လာရီစကားကဲ့သို့ထင်မှတ်၍တမန်တော်တို့သည်မယုံကြ။နှုတ်တော်သည်အသက်ရှင်တဲ့စကားတော်များဖြစ်တိုင်းရောက်တိုင်းပေါ်မှာဖျားသခင်သည်အတိတ်တပံပြလဲကောင်းချီးပေးပါစေသော။အာမင်။အရှင်ရှုဖျားရဲ့ထမြောက်တော်မူရာနေ့ရက်သခင်ဖျားနေ့ပေါ့လေ။တတင်းကနေမနေ့စောစောမှာဖြစ်ဖြစ်တဲ့ဖြစ်ဖြစ်ဖြစ်ပါရဲ့။တကယ်လို့ဒီအမျိုးပြီးတာဘာလာလောက်တာလဲဆိုလို့ရှိရင်တော့ဂျန်နက်ခရိုနဲ့နိုင်ရှင်လို့ကြည့်ရင် အာဒီလုကာ24မှာလည်းပြောပါတယ်။နှစ်ပါမျိုးတွေဆောင်လာပြီးတော့တဲ့အရှင်ရွှေခန္ဓာကိုဂျူးထုံဆိုင်ရာလိမ့်ချံဖို့ပေါ့လေ။သူတို့မြင်တာကတော့အရှင်ရှုကအသေးကောင်မရှိနေသေးတယ်။တင်ကျိုင်းထဲမှာရှိတယ်ပေါ့လေ။ဒါပေမဲ့တင်ကျိုင်းဟိုရောက်တဲ့အခါမှာဘာမှမတွေ့ရတော့ဘလနတ်ချီတင်ကျိုင်း empty tomb ဘာကြောင့်လဲ။သူတို့ချစ်တဲ့အရှင်သူတို့ရဲ့အပြစ်ကျွန်တော်ရဲ့အပြစ်တော်လောကရောင်ရဲ့အပြစ်ကို ကားရဲပေါ်မှာအဖိုးကပြီးပြစ်ဆက်ခဲ့အရှင်ဟာ၃ရက်မြောက်တဲ့နေ့မှာထမြောက်ပြီးအသက်ရှင်သွားလို့ပဲဖြစ်ပါတယ်ထိုရှင်နာမပုံကြည့်ပါစေအဲ့ချိန်မှာမြို့သမီးတွေကိုကောင်းတမန်နေရာပါပြောလဲဆိုလို့ရှင်ဂါလိလိပြည်မှာမင်းတို့ပြောထားတဲ့စကားတွေရှိတာပဲဆိုသောသူတွေလက်ကိုအနှံခံမယ်နော်ပြစ်စားရည်လက်ထက်ပေါ့နော်နောက်ပြီးတော့လက်ဝါးကလေးမှာအတိတ်တချင်းခံရမယ်တော့ရမြောက်တဲ့နေ့၌ထမြောက်မယ်ဆိုရဲ့ တတင်းစကားတွေပြန်လဲပြီးတော့တတိယကြအောင်လို့အောက်မိကြအောင်လို့ပြောတဲ့ခါမှာအဲ့ဒီအမျိုးသမီးတွေကစကားတော်ကိုတတိယတယ်လို့ပြောပါတယ်ပြီးတော့ဘာလုပ်လဲတပည့်တော်တွေရှိအောင်သွားရှိအောင်သွားပြီးတော့တမန်တော်ရှိအောင်သွားပြီးတော့အရှင်ရှုပြားထားမြောက်တက်ရှင်ပြီးဆိုတဲ့တတင်းစကားကိုပြောပါတယ်ဒါပေမဲ့အပိုင်ငယ်စစ်တစ်မှာကျွန်တော်ဖတ်ခဲ့တဲ့အချိန်ဒီအမျိုးသမီးရဲ့စကားကိုတပည့်တော်တွေတမန်တော်တွေကြားတဲ့အခါ ဒန်နာရီစကားလို့ထည့်ပတ်တယ်။ယုံတန်းစကားပေါ့ပုံပြင်ပေါ့လေ။ဒါကြောင့်မယုံကြဘူးလို့ဖော်ပြပါတယ်။ကြည်ပြင်းနေပြီကျွန်တော်တက်တာအတွက်စဉ်းစားဖို့ကောင်းတဲ့အရာပါလဲဆိုရင် အရှင်ရှုဖျားရဲ့ထမြောက်တော်မူခြင်းတရင်စကားဟာနှစ်ကပ်တော်ဖြစ်ပါတယ်။ဒါရှင်နမပုံကြည်ပါစေ။မပြောင်းမလဲနိုင်တဲ့ဘုရားခင်ရဲ့အသက်ရှင်တဲ့စကားတော်ဖြစ်ပါတယ်ဟာလေလုယာဒါမင်းတပည့်တော်လေးလိုပဲဟာလား ဒဏ္နာရီလို့များထင်နေလားဒီလိုမျိုးပြီးတယ်ကသူတို့ရဲ့ဖြစ်ရမှန်းနေမျက်စိနဲ့မျက်ဝါးထစ်တင်တွေ့ခဲ့တဲ့ຢာတွေသက်သေထူနေတာပဲကောင်းတယ်မှပြောတဲ့အရှင်စကားပြန်လဲသတိရတာပဲလေဂါလိလဲပြီးမှနေတော့အရှင်ပြောခဲ့တဲ့စကားတွေပြန်သတိရတာပဲအမျိုးသမီးတွေတော့အရှင်စကားကိုသတိရပြီးတော့ဟုတ်သားပဲဆိုတာထမြောက်တော်မူခြင်းစိတ်ချကြတယ်အဲ့ဒါကိုတမန်တော်ပြောတာကတမန်တော်ရိယပါတမန်လေ ဒဏ္ဍာရီပုံပြင်နေလို့ပဲထင်တယ်။ကြောက်ဒီနေ့ကျွန်တော်စဉ်းစားဖို့ပဲ။ကျဆောင်ပါတဲ့အဖြစ်ဖြစ်တဲ့အားလုံးကဒဏ္ဍာရီလို့ပဲဖတ်နေတာလား။တကယ် real event အဖြစ်ပြက်လို့ဖတ်နေတာလား။ခလိကလေးတင်ငယ်တွေတုံတင်တဲ့ခါမှာအော်ကျန်းစာမှာရှိတဲ့ပုံပြင်လေးရပါလဲဆိုရင်အဲ့လိုစကားတုံတဲ့ကျွန်တော်အဲ့စကားကိုသိမ့်မချိုက်ဘူး။အော်တက်ခဲ့တာမဟုတ်ပါဘူးပြင်ပေးတာပါ။ ဟောဒီကတော့ကျမ်းစာရှိတဲ့အဖြစ်ပြက်လို့ပြောရမှာဟောဒါဝင်းနဲ့ဂေါလိယပုံပြင်ကတော့အဲ့ဒါမှားတယ်ဒါဝင်းနဲ့ဂေါလိယပုံပြင်မဟုတ်ဘူးဒါဝင်းနဲ့ဂေါလိယတိုက်ပွဲကတကယ် real event တကယ်အဖြစ်ပြက်ဖြစ်တယ်ကြောက်ဒီနေ့ပြီးတော့နှုတ်ကတော်မှာရှိတဲ့မြည်သည့်အဖြစ်ပြက်ကိုမစိုးထွေပြင်းအဟောပွဲနမိတ်လက္ခဏာတွေပေါ့လေဒါတွေကိုနှုတ်ကပတရားစကားလို့ကျွန်တော်တို့ပတ်မှတ်မလားဒါမှမဟုတ်တမန်တော်တွေကအမျိုးသမီးတွေရဲ့စကားကို ဒါနာရီလို့ပဲသတ်မှတ်တယ်လို့ကျွန်တော်သတ်မှတ်မလားဆိုတာကိုဒီနေ့ဆက်စီရအောင်ကျောင်းရဲ့နောက်ကတော့လည်းဝင်လာကြပြီးရောက်တဲ့ပုံမှာဖျားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစီသောဆုတောင်းနိုင်ကြပါစို့ပြတော်ရှင်ဖဖျားအမျိုးသူများဟာကောင်းတယ်မဲစကားကြားတဲ့ကြောင်းအရှင်စကားကိုတတိရတယ်အောက်မိကြတယ်ဒါကြောင့်စိတ်ချပါတယ်အေကန်စစ်စစ်အရှင်ရှိပြားသည်ထမြောက်တက်ရှင်ပြီလို့သိပါတယ်အဲ့ဒီစကားတမန်တော်တွေပြောတဲ့ခါတမန်တော်တွေကမယုံနိုင်ကြပါဘူး ဘာကြောင့်ဆိုရင်အဲ့မျိုးသမီးတွေတသက်ခံချက်တကယ် real event တွေကိုဒါနာရီလို့ပဲထင်မှတ်လို့ပဲဖြစ်ပါတယ်။ပြောဒီကနေပြီးတော့သားတို့ဘဝတ္တတာသူပြီးပါလဲ။အရှင်ရှိပြသည့် Akan Sisit ထမြောက်တက်ရှင်တဲ့ဘုရားဖြစ်တယ်။ကျမ်းစာပါတဲ့နမိတ်လက္ခဏာအားလုံးကတကယ် real event တွေတကယ်ဖြစ်ဖြစ်ဒီဖြစ်တယ်ဆိုတော့သိမှတ်ခြင်းနဲ့တော်လာစရာအကြောင်းဖြစ်စေဖို့နောက်ကတရားဆောင်မှာအလင်းပြင်းချင်းပဲ့ပြင်းချင်းတုံနေချင်းသာဖြစ်ပြီးတော့ကောင်းချီးပေးပါမိကြောင်းထမြောက်ပြီးအတက်ရှင်တော်မူသော တပါတိယောသားတော်အရှင်ရှုဖျားနာမ၌ခြေစော်ချင်ပါမည်အနန္တဆုတောင်းကြပါရစေအဖဖျားတခင်အာမင်ဒီဖြစ်ပျက်ကိုဖတ်ပြပါ share လုပ်ပြီးတော့မှုရမြတ်မှာပေါင်းပါဦးကျွန်တော်တောင်းဆုလာခြင်းတောင်းဆုလိုပါတယ်အကြောင်းတွေမှာဖျားခင်သည်ကြီးပါနဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလုံးပြီးလမ်းပြတော်မူပါစေတော့အာမင်